တမီးရောင်မတော်တော်ဘမုံရွှေကိုအချိန်လေးကိုပြောပြလာတဲ့မိုးစုံပိုင်းပရိသတ်ကြီးတို့ရဲ့ချစ်ခင်အပေးမှုကိုအပြည့်ပိုင်းရရှိထားတဲ့မင်းသမီးချောင်းဘမုံရွှေကတော့လက်ထပ်ပြီးနောက်ပိုင်းမှာတော့အလုံလိုက်ကအချစ်ခံနေရတာပါဒါပေမဲ့မင်းသမီးဝိမုံရွှေနဲ့ပတ်သက်ပြီးသူမရဲ့ရောင်မဖြစ်သူမော်ရယ်မိုးစုံဝိုင်းစီကအခုလိုမှတ်ချက်ပေးပိုင်ပရိသတ်ကြီးတို့ရဲ့အချစ်တော်မင်းသမီးဝိမုံရွှေဟာဆိုရင်ရုပ်ရှင်အမှုပညာလောကရဲ့ထိတ်တန့်မင်းသမီးတယောက်အနေနဲ့ယက်တီနီယာပါမင်းသမီးဝိမုံရွှေဟာရုပ်ရှင်ကားကြီးတွေမှာ အမိုက်စာအင်ဂျင်တွေနဲ့ကြာရာဇက်ရုပ်ကိုအသက်ဝင်အောင်တည်ဆောက်နိုင်တဲ့မင်းသမီးတဦးပါမင်းသမီးဝမ်မောင်ရွှေဟာအကောင်းဆုံးဆက်စာအမျိုးသမီးအကယ်ဒမီစုကြီးတွေကိုလည်းစုခူးပိုင်ဆိုင်ထားတာပါမင်းသမီးဝမ်မောင်ရွှေဟာအခုလိုမျိုးအနုပညာရှင်တယောက်အနေနဲ့လည်းအလောက်အကင်အောင်မြင်ကြကြရုံတည်းမကသေးပဲအင်အောင်ကြီးပိုင်းမှာလည်းလူတိုင်းအားကြရလောက်တဲ့အင်အောင်ကြီးကိုပိုင်ဆိုင်ထားတာပါမင်းသမီးဝိမောင်ရွှေဟာစီးပွားရေးလုပ်ငန်းပိုင်ရှင်တထေးကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထင်းများထားတာပါ တတိကြီးကိုနိုင်ဖြိုးကျော်ဟာ VP အချုပ်ရေးဆက်ရုံပိုင်ရှင်တူဖြစ်တဲ့အပြင်ကမှတခြားတခြားသောလုပ်ငန်းတွေကိုလည်းပိုင်ဆိုင်ထားတာကြောင့်မင်းသမီးဝမ်မော်ရွှေတယောက်ကတော့အိမ်နာရေးကံကောင်းတယ်လို့ဆိုရမှာပါပဲခင်မွန်းဖြစ်သူစီကနေအလိုလိုက်အချစ်ခံရတဲ့အပြင်ကိုခင်မွန်းတဲ့ရဲ့အမဖြစ်သူမိုးဆက်ဝိုင်းကလည်းရောင်းမလီဝမ်မော်ရွှေကိုချစ်ဖို့ကောင်းတဲ့လာပူပူအရုပ်ကလေးတယောက်ကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်